ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနွားချေးနဲ့ဟင်းချက်စားပါရယ်ပထမဆုံးအဆင့်အနေနဲ့ဆိုရင်တော့အမျိုးသမီးတွေဟာနွားချေးတွေကိုကောက်ရိုးမြင်တွေနဲ့ရောစားလိုက်ပါရယ်ဒါလိုရောစားလိုက်တဲ့အခါမှာမူလာနွားချေးထပ်ပို့ပြီးတော့မာစေတဲ့ပြင်နွားချေးကိုပို့ပြီးတော့ကြာရှည်ခံစေတာပါဒုတိယဆင်မှာဆိုရင်တော့ရောစားထားတဲ့အယောနော့တွေကိုတက်သားချောင်းလေးတွေပေါ်မှာကတ်လိုက်ပါရယ်အဲလိုလုပ်ပြီးသွားတဲ့အခါမှာတော့နေပူထဲမှာအချိန်တော်တော်ကြာကြာလှမ်းပေးရပါရယ်နေရောင်ခြေနဲ့ထိတွေ့ပြီးတော့လုံဝ၆သိပ်သွားတဲ့အခါမှာတော့မီးမွေးမယ်ဆိုရင်တော့အသုံးပြုလို့ရတဲ့လောင်စာတောက်နေဖြစ်လာပါတော့တယ် ဒါလိုပြုလုပ်ထားတဲ့နွားချေလောင်စာတောင်းတွေရဲ့အားသာချက်ကတော့ကြောင်မီသွေးလိုမျိုးအချိန်ကြာကြာမီးလောင်နိုင်တာပါပဲ။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်သားတွေကဒီလောင်စာတောင်းတွေကိုအသုံးပြုပြီးတော့ချက်ပြုတ်စားတောင်းကြတာပါ။ဒီလောင်စာတောင်းတွေကလောရတာလဲလွယ်ပြီးဟင်းချဖို့မီးဖို့ဂတ်စ်ဖို့လည်းမကုံတော့တာကြောင့်ငွေကုန်ကျေးကျလဲတက်တာပါပဲ။လျှက်စမီမရသေးတဲ့ရွာဘက်တွေမှာနွားချေလောင်စာတောင်းတွေကိုပို့ပြီးတော့အသုံးများကြပါရယ်နွားချေလောင်စာတောင်းတဲ့ချက်တဲ့ထမင်းဟင်းတွေကတခြားထင်းတွေမိသွေးတွေနဲ့ချက်တလို့မျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့နူးနူးနက်နက်ရှိရဲလို့ဆိုကြပါရယ် ဘလောက်ပဲစားကောင်းတယ်လို့ပြောပြောကျွန်တော်ကတော့နွားချင်းနဲ့ချက်တဲ့ထမင်းဟင်းတွေဆိုရင်စားဖို့လုံးဝစိတ်ကူးမရှိပါဘူးနော်။